l o c a WhatsApp ပါတယ်ကျွန်တော်ကတော့ K ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ fashion လောကမှာလွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကလေးကပြန်လည်ပေါ်ပေါက်လာခဲ့ပြီးတော့ဒီနေ့အချိန်တီကို trend ဖြစ်နေတဲ့ fashion trend ကြောင့်ကိုပြောပြပေးတော့ပါမယ်အရင်ဆုံးအနေနဲ့ local ဆိုတာပါလဲရှင်းရှင်းပြောရရင် block code ဆိုတာကပေါ်လုံးဂျာစီ football ဂျာစီကိုအခြေခံပြီးတော့တခြား daily wear fashion ပစ္စည်းတွေနဲ့ပေါင်းစပ်ဝတ်ဆင်တဲ့ style တစ်ခုပဲဖြစ်ပါတယ် block ဆိုတဲ့စကားလုံးက three day မှာအမျိုးသားတွေကိုရည်ညွှန်းတဲ့စကားလုံးပဲဖြစ်ပါတယ်။အတီကာကတော့ဘောလုံးပွဲသားကြီးတလို့မျိုးဒါမှမဟုတ်ဘောလုံးပရိသတ်တယောက်လိုမျိုးပပပပါနဲ့ခူးဖြစ်အောင်ဝစ်စင်တာကိုဆိုလိုတာပဲဖြစ်ပါတယ်။ jersey အဟောင်းတွေ vintage jersey တွေ jersey အတွက်တည်းရောပြီးရင်ကိုကြိုက်တဲ့ club အတင်းဒါမှမဟုတ်နိုင်ငံအတင်းရဲ့ jersey ကိုဝစ်စင်ကြတာပဲဖြစ်ပါတယ်။ blood cause fashion ဆိုတာကတာမန်ပေါ်ပွဲသွားကြည့်ရုံလောက်တင်မကဘဲနဲ့ခုနောက်ပိုင်းမှာ fashion jar clothing တွေနဲ့ပေါင်းဆက်ဝစ်စင်လာကြပြီးတော့ football culture နဲ့ street wear culture ကိုပေါင်းဆက်လာလို့တော့ပြောလို့ရပါတယ်အခု block code အကြောင်းသိပြီဆိုတော့ block code ရဲ့တမိုင်းကြောင်းကိုတူတူနဲ့လိုရင်းကိုတွေ့ကြည့်လိုက်ကြရအောင် 1980ပြည်လွန်နှစ်တွင်နဲ့1990ပြည်လွန်နှစ်တွေတော့ကဗြိတိန်နိုင်ငံမှာ casual ဆိုတဲ့ကြီးကြီးမှုတခုရှိခဲ့ကြပါရဲ့။အဲဒီတော့ကဘောလုံးပရိသတ်တွေဟာသူတို့အကြိုက်ဆုံး club အတင်ရဲ့ jersey တွေကိုရိုးရိုးပေါင်းပြီး sneakers တွေနဲ့ပေါင်းဆက်ဝတ်ဆင်ပြီးတော့ဘောလုံးပွဲတွေ့ကြည့်ခဲ့ကြပါရဲ့။ ဒါပေမဲ့သူတို့ဝစ်စင်တဲ့ဝစ်စားတွေကတာမန်အဝစ်စားကနေ high end brand တွေအထိဝစ်စင်ကြပါရဲ့အဓိကကတော့အခြားပြည်သက်တွေထပ်ပို့ပြီးတော့ fashion ကြနေတာထင်ပေါ်နေတာကြောင့်ပဲဖြစ်ပါရဲ့ ဒီ Carshalls ညင်ကြီးမှုက Flow ကိုအတွက်အခြေခံအုတ်မြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ Football Car နဲ့ Fashion Car ကို ပေါင်းစပ်တာကတပြေးပြေးပုံမှန်အားကောင်းလာခဲ့ပါတယ်။2017နဲ့2020လောက်မှာ TikTok နဲ့တခြား Social Media Platform တွေပေါ်မှာဒီ Flow ကိုဆိုတဲ့နာမည်နဲ့အတူပြန်လည်ပြီးတော့ကြားမမီဝိစံလာနဲ့အမျှပို့ပြီးတော့ခေစားလာခဲ့ပါတယ်။ ကဲအခု block code version ကြောင့်ကိုတည်ပြီးသွားပြီဆိုတော့ကြားမမယူဝိစင်လို့ရမယ်အကောင်းဆုံး block code outfit ကိုကျွန်တော်အသေးစိတ်ပြပြပေးပါမယ်ပထမဆုံး outfit ကတော့ classic and casual style ပဲဖြစ်ပါတယ် ဒါက block ကိုရဲ့ basic ပုံစံလိုတော့ပြောလို့ရတယ်အပေါ်မှာ finish football jersey တဲ့ဥပမာ1990ခုနှစ်လောက်က club team or national team jersey တဲ့ကိုရွေးချယ်စီခြင်းပါတယ်အောက်မှာတော့ dark wash straight jeans ကိုဝင်စင်ဖို့အကြံပေးခြင်းပါတယ်ဖနက်ကတော့ classic wash sneaker ဥပမာ adidas sambers nike codex or air force 1စသဖြင့်ကိုယ်စိတ်ကြိုက် sneaker တွေကအကောင်းဆုံးပဲဖြစ်ပါတယ် ဒုတိယ outfit ကတော့ modern street style ပဲဖြစ်ပါတယ်ဒီပုံစံကပိုပြီး modern ဖြစ်ပြီးတော့ပုပ်ပုပ်ပပဖြစ်နေတဲ့သူတွေအတွက်အရေးချင်တဲ့ဆုံးပဲဖြစ်ပါတယ်အပေါ်မှာတော့နည်းနည်းပွားတယ် oversize football jersey တဲ့ကိုရွေးချယ်လို့ရပါတယ်ဒီတစ်ကောင်မှာတော့ vintage jersey တမကလက်ရှိ modern jersey တွေပါရွေးချယ်ဝတ်ဆင်နိုင်ပါတယ်အောက်မှာတော့ relax fit cargo pants တွေနဲ့တွဲဖက်ဝတ်ဆင်လို့ရပါတယ်ဖနက်ကတော့ chunky sneakers ဒါမှမဟုတ် dash shoes လို့ခေါ်ရဲဖနက်အထူးကြီးတွေဥပမာ new New Balance 2002R、Asics、Gel E6 Kayano or Nike Air Jordan 萨德品遇见过现在买。 တရရာအဖစ်ကတော့ smart culture trace ပဲဖြစ်ပါတယ်။ဒါက block code ကိုနည်းနည်းပို့ပြီးတော့ဒီဖြစ်ဖြစ်လေးလေးနက်နက်နဲ့ fashion ကြကြဝတ်ချင်တဲ့သူတွေအတွက်ပဲဖြစ်ပါတယ်။အပေါ်မှာ football jersey တစ်ထည်ကိုအောက်က loops or relaxed fit trouser or baggy chino စသဖြင့်ကိုယ်စိတ်ကြိုက်ရွေးချယ်ဝတ်ဆင်လို့ရပါတယ်။ခဏကတော့ loafers or converse စားရတွေကဒီ outfit နဲ့အလိုက်ပါဆုံးပဲဖြစ်ပါတယ်။ accessory အနေနဲ့ simple wear ဒါမှမဟုတ် leather belt ပေးတခုနဲ့တွေ့ဝဲလိုက်ရင်လူငယ်ဆန်ဆန် smart caution look ကိုရရှိပြီးဖြစ်ပါတယ်။ စတုဒ္ဓအော့ဖစ်ကတော့ sporty and layer look ပဲဖြစ်ပါတယ်။အားကစားဆန်ဆန်နဲ့ ECC ပေါ့ပေါ့ပါပါနေတဲ့သူတွေအတွက်အကောင်းဆုံး outfit ပဲဖြစ်ပါတယ်။အပေါ်မှာအရင်ဆုံး football jersey တစ်ထည်ခံပြီးတော့နောက်ထပ်အပေါ်ကနေ club track jacket or lightweight bomber jacket စသဖြင့် layering လုပ်ပြီးဝတ်ဆင်လို့ရပါတယ်။အောက်မှာတော့ athletic shorts အားကစားပေါင်းမီသူဒါမှမဟုတ် joggers or track pants စသဖြင့်ကိုယ်စိတ်ကျရွေးချယ်ဝတ်ဆင်လို့ရပါတယ်။ဖက်နက်ကတော့ sporty sneakers Fresh တွေကို High Socks CH နဲ့တွေ့ဖို့အကြံပေးပါရစေ။ငါးခုမြောက်ကတော့ Modern Streetwear Look ပဲဖြစ်ပါတယ်။ဒါကတော့လူငယ်တွေကြမှာအရန်ကိုရည်ပန်းစားနေတဲ့ပုံစံတွေရဲ့ကတစ်ခုပဲဖြစ်ပါတယ်။အရင်ဆုံး Long Sleeve White T-shirt T-shirt အဖြူသက်ရှိကိုခံပြီးတော့အပေါ်ကနေ Finish of Modern Jersey တဲ့တွေကိုထပ်ဝက်ဖို့အကြံပေးပါရစေ။အောက်မှာတော့ Baggy Jeans တွေကအကောင်းဆုံးပဲဖြစ်ပါတယ်။ ဖနက်ကတော့ Changi Sneaker ဖြစ်တဲ့ New Balance, Nike Air Force 1တာမက Adidas Samber စသဖြင့်ရွေးချယ်လို့ရပါတယ်။နောက်ဆုံး outfit ကတော့ Modern and Trendy Look ပဲဖြစ်ပါတယ်။ဒီ outfit ကတော့အခုချိန်မှာ အရန်ကိုလူကြိုက်များနေတဲ့ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။အရင်ဆုံးကိုယ်စိတ်ကြိုက်ဖုတ်ဘောဂျာစီတတဲ့ကိုအောက်က Becky George နဲ့တဝစ်စီခြင်းပါတယ်။ဖနက်ကတော့ Timberland, Adidas Sambers, or Vans Old School စတဲ့ဖနက်တွေကအကောင်းဆုံးပဲဖြစ်ပါတယ်။ဒါတွေကတော့ညီကိုတွေဝစ်စင်လို့ရမယ် trend နဲ့အညီအကောင်းဆုံး outfit ၆မျိုးပဲဖြစ်ပါတယ်။ the blow cool style ကိုဝစ်စင်တဲ့အခါတည်ထားတဲ့အချက်လေးတွေကိုလည်းအနေငယ်ပြောပြပေးခြင်းပါတယ်။ ထမဆုံးချက်ကတော့ sizing site ရွေးချယ်မှုပဲဖြစ်ပါတယ်ကျွန်တော်တို့ကဂျာစီ site ရွေးချယ်တဲ့အခါမှာကိုနဲ့အနေရောဖြစ်တာဒါမှမဟုတ်နည်းနည်းလေးပွားတဲ့ oversize ဖြစ်တာကအရန်ကိုခူးဖြစ်စေပါတယ်ဒါပေမဲ့ညီကိုတို့အနေနဲ့အရန်ကြီးပွားလို့နဲ့ပြီးရင်ကိုနဲ့ရော့တိရော့ရဲဖြစ်နေရမျိုးကိုတော့ရှောင်စီခြင်းပါတယ်နံပါတ်1ကတော့ဂျာစီ condition ပဲဖြစ်ပါတယ် vintage ဂျာစီတွေဝယ်တဲ့အခါ authentic ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ condition ကောင်းတဲ့အနေအထားဖြစ်တဲ့ဂျာစီမျိုးကိုသာရွေးချယ်စီနေပါတယ်။စုပ်ပြေးနေတာအယောင်ကျွတ်နေရမျိုးကိုတော့ရှောင်တင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ accessories တွေပဲဖြစ်ပါတယ်။ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ outfits တွေကိုဝတ်တဲ့အခါမှာဒီတိုင်းဝတ်တာထက်ဆိုင် accessory လေးတွေပါတွေ့ပတ်ဝတ်ဆင်စေခြင်းပါတယ်။ ကိုဝစ်တဲ့ outfit ပုံမူတည်ပြီးတော့နိုင်ဆွဲကြိုးပီနီ belt chains or belt keychain စသဖြင့်ကိုစိတ်ကြိုက်တွဲဖက်ဝတ်ဆင်မှုအကြံပေးပါတယ်ဒီလိုဝစ်တာက pro ရဲ့ပုံစံကိုသင့်မြင့်နေမိနိုင်ပါတယ် ကဲအဲ့ဒါဆိုရင်တော့ local fashion ကြောင့်ね blue way ရမလဲဆိုတာတည်သွားမယ်လို့ထင်ပါတယ် bro တို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လေးမလုပ်ရသေးရင် subscribe လေးလုပ်ပေးသွားဖို့ ਨੇ video လေးကို like and share လေးလုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါတယ်နောက်ထပ်အစ်စ်အစ်စ်တော့ fashion ကြောင့်ရရင်ねကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်